ရာဇုနှစ်တစ်ခုရဲ့တမိုင်းကိုပုံဆောင်ခဲ့တဲ့သူအခက်ခဲများစွာနဲ့နာကျင်မှုတွေကြာကအကစားတစ်ခုကိုအမှုပညာဖြင့်ပုံဖော်ပေးခဲ့တဲ့သူဂျွန်ဂျီချန်နဲ့ခိုင်မာတဲ့ခံယူချက်တွေကိုတည်ပြပြရင်းနဲ့လူငယ်တွေအတွက်လေးစားတဲ့ပုံပေါ်တစ်ခုဖြစ်ခဲ့တဲ့သူကန်တချက်တွေစီးပေါင်းနေတဲ့ကကျော်လွန်ပြီး အောင်မြင်မှုတွေကိုတင်ပိုက်ခဲ့တဲ့ဂျော်နံပါတ်9 ခရစ်စတီယာနိုရော်နယ်ဒိုလူတွေကရော်နယ်ဒိုကိုအောင်မြင်နေတဲ့ကစားသမားတစ်ယောက်ချမ်းသာတဲ့မီလီယံနာကစားသမားတစ်ယောက်ဆိုပြီးတော့သိထားကြတာပါဒါပေမဲ့ရော်နယ်ဒိုကဒီနေရာကိုဘယ်လိုမျိုးရောက်ရှိလာတာလဲဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ပြီးဖြတ်ကျော်ခဲ့ရလဲဆိုတာကိုတော့လူတွေကသိမသိကြပါဘူးဒါကြောင့်မို့လို့အခုလိုအောင်မြင်တဲ့ကစားသမားတစ်ယောက်လူအများကသိကြတဲ့ CR7 ကျောင်းမခုံကိုပိုင်ဆိုင်ထားတဲ့အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ဘလို့ဖြတ်တန်းခဲ့ရလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြသွားပါမယ်။ရိုနယ်ဒိုကကျွန်တော်တို့လိုတာမန်လူတစ်ယောက်ပါပဲ။ဉာဏ်ကြီးရှင်ဖြစ်မွေးဖွားလာခဲ့တဲ့လူတစ်ယောက်မဟုတ်သလိုချမ်းသာတဲ့မိသားစုကမွေးဖွားလာတဲ့ကလေးတစ်ယောက်လည်းမဟုတ်ပါဘူး။ချင်းနှစ်ဖက်လက်နှစ်ဖက်ကြားကခေါင်းတလုံးပါတဲ့တာမန်လူတစ်ယောက်ပါပဲ။ရိုနယ်ဒိုငယ်စဉ်ကလေးဘဝမှာပိုင်ဆိုင်ခဲ့ရတဲ့သူ့ရဲ့မိသားစုအခြေအနေကခမည်းတော်ထင်သားသလိုမျိုးတော့ပြောစရာမကောင်းခဲ့ပါဘူး။လူလောကကြီးတွေကို1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာ ပေါ်တူဂီနိုင်ငံသားတယောက်အနေနဲ့မွေးဖွားလာခဲ့တာပါအဖေရဲ့အမေရဲ့သူ့ကိုရဲ့အမနဲ့ဦးရဲ့နဲ့အတူအငယ်ဆုံးသားအဖြစ်တဲ့ရော်နယ်ဒိုအပါအဝင်မိသားစုဝင်6ဦးရှိခဲ့ပါတယ်တကယ်တမ်းပြောရရင်လောကကြီးကရော်နယ်ဒိုအတွက်သိပ်ပြီးတော့မရရဘူးဗျရော်နယ်ဒိုရဲ့တငယ်ချင်းတွေကသူရဲ့မိသားစုနဲ့သူရဲ့ဘဝမှာအပူပွင့်ကင်းကင်းနဲ့ဘဝကိုဖျက်ဆီးနေတဲ့အချိန်ရော်နယ်ဒိုရဲ့မိသားစုကတော့ထင်သလောက်ပျော်ရွှင်မှုမရှိခဲ့ပါဘူးသူရဲ့အဖေကသူတို့နေတဲ့မြို့ကဘောလုံးကလပ်အသင်းတစ်ခုမှာတောက်တူမရအလုပ်တွေလုပ်တဲ့သူတယောက်ဖြစ်ခဲ့ပါတယ် ါပေမဲ့သူ့ရဲ့ဖေကအရက်ကိုဆွဲလန်းနေခဲ့ပြီးတော့အဲ့ဒီအရက်ကြောင့်ပဲသူ့ရဲ့ဘဝကပျက်စီးခဲ့ပါတယ်။ဒါပေမဲ့ရိုနယ်ဒိုက သူ့ရဲ့ဖေကိုလုံးဝမမုန်းခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူ့ဖေရဲ့အလုပ်တွေကိုကုညီရင်းကနေပဲဘောလုံးနဲ့ပတ်သက်တာကိုတီးခွင့်ရခဲ့သလိုအရာအလုံးထက်ဘောလုံးကိုသဘောကျရတဲ့အကြောင်းနဲ့ဘောလုံးကြောင့်သူ့ရဲ့ဘဝကြီးကပြောင်းလဲသွားတယ်ဆိုတာကိုတော့ငြင်းလို့မရပါဘူး။အဖေကအရက်ကြောင့်သူ့ရဲ့ဘဝကအမောဖုံးနေချိန်မှာသူ့ရဲ့မိသားစုအတွက်အဆအဆအရာအရာတာဝန်ယူပေးခဲ့တဲ့သူကတော့သူ့ရဲ့အမေပါပဲ။မိသားစုအသုံးစရင်းနဲ့ ဗင်ဇီယိုတူအတွက်အခက်ခဲဖြစ်လာတဲ့အချိန်မှာရိုနယ်ဒိုရဲ့အမိကသူများအိမ်မှာချက်ပြုတ်လျှော့ဖို့တောက်တုံမရလုပ်ခဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။ရိုနယ်ဒိုကသူ့ရဲ့အမိကိုအယံကိုတနာမိသလိုအယံနဲ့ချစ်ခဲ့တယ်ဗျ။အလိုလေဆိုရင်သူ့ရဲ့အမေကသူ့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာဖို့အတွက်နောက်ွယ်ကပတ်ပိုခဲ့ရတဲ့မဟာတန်းကြီးတစ်ခုဖြစ်နေလို့ပါပဲ။ရိုနယ်ဒိုကဘောလုံးကစားရတာကိုအရင်သဘောကျတာမို့လို့အချိန်ရရသလိုရက်ွက်ထဲကတငယ်ချင်းတွေနဲ့ဘောလုံးကန်လေးရှိပါတယ်။ဒါပေမဲ့ရိုနယ်ဒိုကသူ့အမေကိုစိတ်ပျက်စေတဲ့အရာတစ်ခုရှိလာခဲ့ပါတယ်။ သူ့ရဲ့မိကပြမန်းခန့်အလွတ်လွတ်ပြီးတော့ပညာတတ်ဘွေးရတယောက်ဖြစ်စေခြင်းအမိမဲ့ရော်နယ်ဒိုကတော့ចောင်းစာကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူးရော်နယ်ဒိုအသက်၃နှစ်မှာစပြီးတော့လမ်းပေါ်မှာကစားရတာကိုသဘောကျခဲ့ပြီးသူ့အသက်9နှစ်မှာတော့သူ့ဖေအလွတ်လွတ်တဲ့ဘောလုံးကလပ်တင်းမှာဝင်ကစားခွင့်ရခဲ့ပါတယ်ရော်နယ်ဒိုအသက်10နှစ်ရောက်တော့သူ့မျိုးကလူတွေကလစ်တဲ့ဘီးဆိုပြီးတော့နာမည်တက်ခေါ်ခဲ့ကြပါတယ်ဘာလို့လဲဆိုရင်ဘောလုံးခွင့်ကိုရောက်တဲ့အခါမှာအရန်ကိုမြန်ဆန်ပြီးတော့အငြိမ်မနေတက်လို့ပါပဲ ဘောလုံးနဲ့ပတ်သက်ရင်ယူသူနေမိတဲ့ရော်နယ်ဒိုကနေ့မနာညမနာအမြဲတင့်ချနေခဲ့ပါတယ်။ရော်နယ်ဒိုအသက်၁၂နှစ်ရောက်တော့ CB Academy လို့ခေါ်တဲ့ပေါ်တူဂီနိုင်ငံရဲ့အကစားအသင်းကိုဝင်ခွင့်ရခဲ့ပါတယ်။အဲဒီကိုရောက်တော့သူ့ရဲ့ခြေစွမ်းတွေကိုပိုပြီးတိုးတက်အောင်စူးစမ်းဖို့အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။အဖြစ်အပျက်သူ့ရဲ့ခြေစွမ်းတွေကတိုးတက်လာခဲ့ပြီးဘောလုံးကစားရရင်ကိုအရန်ကိုပြောရှင်နေခဲ့မိပါတယ်။ဒါပေမဲ့ဘောလုံးကစားပြီးတဲ့အချိန်တိုင်းသူ့ရဲ့အင်ကိုအရန်လောင်းခဲ့ပါတယ်။ ဆေဂျိုသက်လူငယ်တယောက်ဖြစ်ပြီးတော့မရင်ကျက်သေးတာမို့လို့အကောင်းတဲ့အစိုးရကိုတရားဝင်ခွဲဖို့အတွက်လူငယ်ချက်တွေကမခိုင်မှဘူးဖြစ်ခဲ့ရတာပါရိုနယ်ဒိုအသက်14နှစ်မှာတော့စုံမျက်ချက်တစ်ခုကိုချမှတ်ခဲ့ပြီးတော့သူ့ရဲ့အမေကိုစကားတခုံပြောခဲ့ပါတယ်အမေတားကြောင်းမှာစာဆက်မတင်ကြတော့ဘူးကြောင်းတက်ရတာထက်ဘောလုံးကစားရတာကိုပဲပိုပြီးသဘောကျတယ်ဘောလုံးကတားရဲ့အိမ်မက်တားရဲ့အနာကပ်ပါပဲဒီစကားကိုသူ့ရဲ့အမေကိုပြောတဲ့အချိန်မှာသူ့အတွက်အရန်ကိုခက်ခဲခဲ့ပါတယ် ဘာလို့လဲဆိုတော့သူ့အမေရဲ့အိမ်မက်ကိုရိုက်ချိုးမိခဲ့လို့ပါပဲဒါပေမဲ့သူ့ရဲ့အမေကသူ့ရဲ့ဆုံးဖြတ်ချက်ကိုလုံးဝမတားဆီးခဲ့ပါဘူးရိုနယ်ဒိုရဲ့မိခင်က သူ့ရဲ့အိမ်မက်တွေအတွက်အကြီးအမားဆုံးမိအိမ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်သူ့ရဲ့အမေကသူ့ကိုဘာပြောလဲဆိုရင်တားမှာအရေးချင်းနေရှိတယ်တားအိမ်မက်ကိုအကောင့်ထဲပို့ခြင်းရယ်တားအနေနဲ့အကောင်းဆုံးဖြစ်အောင်လုပ်တားရဲ့နောက်မှာအမေအများရှိနေပြီမြင်ဆိုတဲ့စကားတစ်ခုမှဖြစ်ပါတယ်သူ့အမေရဲ့စကားက သူ့ရဲ့နှလုံးသားကိုမီးတောင်ပေါက်ကွဲသွားသလိုမျိုးလှောက်ရှားခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးတော့ရော်နယ်ဒိုကသူ့ရဲ့အိမ်မက်တွေအတွက်အမေရဲ့ပေးဆက်မှုတွေအလကားမဖြစ်စေရဘူးဆိုပြီးတော့ဆုံးမချက်ချရင်သူ့ကိုယ်သူအနာမပေးပဲလက်ချက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ရော်နယ်ဒိုကအိမ်ကနေအသက်17နှစ်အရွယ်မှာထွက်လာခဲ့ပြီးအကောင်းဆုံးစူးစမ်းရင်အိမ်မက်တွေကိုလိုက်နေချိန်မှာသူ့ရဲ့ဘဝအတွက်အမောင်တို့ကြီးတစ်ခုကဝင်လာခဲ့ပါတယ်။ ရိုနယ်ဒိုအသက်15နှစ်ရောက်တော့သူ့ရဲ့နှလုံးမှာပြဿနာတစ်ခုရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဝယ်ကစားပြီးလို့နားနေချိန်ကိုရောက်ရင်တောင်မှသူ့ရဲ့နှလုံးခေါင်းနှောင်းကအရန်ကိုမြင့်တက်နေပြီးဆရာဝန်တွေကတော့မှဘောလုံးဆက်ကစားဖို့လုံးဝမဖြစ်နိုင်ဘူးဆိုပြီးပြောခဲ့ကြတာပါ။ဒါပေမဲ့သူ့ရဲ့မိဘတွေကလုံးဝလက်မလျှော့ခဲ့ကြပါဘူး။ရှိရှိသမျှပတ်စံတွေကိုထောက်ပြီးတော့သူ့ရဲ့နှလုံးမှာဖြစ်နေတဲ့ပြဿနာအတွက်ဆရာဝန်တွေစီမှလေဆာနဲ့ခွဲစိတ်မှုကိုပြုလုပ်ခဲ့ပါတယ်။ ရနန်ဒိုရဲ့အိမ်မက်တွေကြားထဲမှာအမောင်နှုတွေရောက်လာခဲ့တဲ့နောက်အရာအလုံးကဝေဝါးသွားခဲ့ပါတယ်။ဒါပေမဲ့အမောင်နှုရဲ့ကြားကနေအလင်းစားတေးသေးလေးကိုမြင်ခဲ့ရပြီးတော့အဲ့ဒီအလင်းရောင်စီကိုရနန်ဒိုကနောက်ကနေတဖြည်းဖြည်းလိုက်ပါသွားခဲ့ပါတယ်။ခွေးစိမှုကအောင်မြင်ခဲ့ပြီးနောက်နေ့တိုင်းမနက်စောထပြီးတော့နေ့ကျင်ခန်းနေလှုပ်တယ်။အစားအသောက်တွေဆင်ကျင်တယ်။ခန္ဓာကိုယ်အတွက်ဆူဂျိုးဖြစ်စေမယ့်အရာအလုံးကိုရှောင်ကျဉ်ပြီးတော့သူ့အိမ်မက်အတွက်ခြေလန်းတွေကိုပြန်စတင်ခဲ့ပါတယ်။ သူရှိနေတဲ့ CP Football Academy မှာအကောင်းဆုံးဖြစ်အောင်စ조사ခဲ့ပါတယ်။မိပြတွေလေ့ကျင့်မှုပြီးသွားပြီမဲ့လည်းလုံးဝမရက်နာခဲ့ပါဘူး။တယောက်တည်းဆက်ပြီးတော့လေ့ကျင့်ပါတယ်။မိသားစုနဲ့အဝေးမှာရှိနေတာကြောင့်ညပေါင်းများစွာအထီးကျန်ရေးငိုခဲ့ရပြီမဲ့မနက်အိမ်ရာနိုတိုင်းစိတ်တက်ကိုတဲ့ဘဝကိုပြန်ပြီးစတင်နေ။ဒီလိုမျိုးအထီးကျန်တဲ့နေ့တွေကိုဖြတ်သန်းရင်းနဲ့သူ့ဘဝအတွက်ပြောင်းလဲမှုကြီးကစတင်ခဲ့ပါတယ်။သူကစားနေတဲ့ Football Academy မှာအထူးကျွန်တော်ကစားသမားတယောက်ဖြစ်လာခဲ့ပြီးတော့ ။ဥယျာမကဘောလုံးအသင်းတွေကစပြီးတော့စိတ်ဝင်စားလာခဲ့ပါတယ်။2003ခုနှစ်ဩဂတ်စ်လ12ရက်နေ့ရိုနယ်ဒိုအသက်16နှစ်မှာအားလုံးသိကြတဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းနဲ့စာချုပ်မချုပ်ဆိုခင်ရိုနယ်ဒိုရဲ့အရေးရှင်းကိုစစ်ဆေးဖို့အတွက်မန်ယူအသင်းကကစားသမားတွေနဲ့အရင်ဆုံးခြေစမ်းကစားခဲ့ပါတယ်။ရိုနယ်ဒိုရဲ့လင်မြန်တဲ့အမြန်နှုန်းနဲ့ကစားမှုတွေကြားထဲမှာမန်ယူအသင်းသားတွေကအာအာတင်ခဲရပြီးနီးပြဖြစ်တဲ့အဲလော့စ်ဖာကူဇန်ကရိုနယ်ဒိုကိုချက်ချင်းစာချုပ်ချုပ်ဖို့အတွက်ပြောလာခဲ့ပါတယ် ဒီလိုနဲ့ပဲမန်ချက်စတာယူနိုက်တက်အသင်းကယူရို12.24တန်းနဲ့စာချုပ်ချို့ဆိုခဲ့ပြီးတော့အဲ့ဒီခေတ်အဲ့ဒီအချိန်မှာရော်နယ်ဒိုကဈေးကြီးဆုံးဘောလုံးကစားသမားတစ်ယောက်အဖြစ်အမိုင်းတစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။မန်ယူအသင်းကိုရောက်ပြီးပွဲဦးထွက်အနေနဲ့2003ခုနှစ်ဩဂတ်လ16ရက်နေ့ပရီးမီးယားလိဂ်မှာစတင်ကစားခဲ့ပါတယ်။ရော်နယ်ဒိုအနေနဲ့တွင်းကိုတွေမရရှိခဲ့ပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဖန်တွေကသူ့ရဲ့လင်မြန်တဲ့အချိန်နဲ့ကစားကွက်တွေပေါ်မှာယုံကြည်မှုတွေကပြင်းထန်လာခဲ့ပါတယ်။ 2003ခုနှစ်ကနေ2009ခုနှစ်အတွင်းရန်ဒူတယောက်မန်ချက်စတာယူနိုက်တက်အသင်းမှာရှိနေချိန်6နှစ်တာကာလအတွင်းအောင်မြင်မှုတွေကအရှိန်အဟုန်ပြင်းပြင်းနဲ့တိုးတက်ခဲ့ပါတယ်။ပရီးမီးယားလိမှာ2006 2009 2008, 2008ခုနှစ်အတွင်းအကောင်းဆုံးကစားသမားဆု2005ခုနှစ်နဲ့2008ခုနှစ်အတွင်းမှာဖတ်ဘောလိဖလားကိုလက်ချိန်တိုင်အောင်ရရှိခဲ့ပါတယ်။2009ခုနှစ်2008ခုနှစ်မှာ community ရှိကိုလက်ချိန်တိုင်ရရှိခဲ့ပါတယ်။2009ခုနှစ်မှာ UEFA Champion League မှာတကြိမ်2008ခုနှစ်မှာ FIFA ဖလားကိုတစ်ချိန်နဲ့ဒေါ်ရော့ဆုအနေနဲ့ကမ္ဘာအကောင်ဆုံးကစားသမားဆု Premier League ရွှေဖက်နှက်ပိုင်ရှင်ဆုနဲ့မြစ်တနေ့ရဲ့အကောင်ဆုံးကစားသမားဆုအနေနဲ့ Player of the Year ကိုရရှိခဲ့ပါတယ်။ Ronaldo ရှိခဲ့တဲ့အချိန်တွင် Manchester United အသင်းကအတောက်ပဆုံးဖြစ်ခဲ့ပြီးတော့ Ronaldo ကိုလည်းတစ်ကမ္ဘာလုံးကသိတဲ့အထိအောင်မြင်မှုတွေကရရှိလာခဲ့ပါတယ်။ဒါပေမဲ့ Ronaldo ရဲ့တောက်ပမှုတွေကအဆုံးမတက်ခဲ့ပါဘူး။ Manchester United အသင်းမှာ6နှစ်တာကစားပြီးနောက်2009ခုနှစ်မှာ စပိန်ကလပ်အသင်းတစ်ခုဖြစ်တဲ့ Real Madrid ကိုစာချုပ်ထွက်ချုပ်ခဲ့ပါတယ်။ Manchester United အသင်းကနေပြီးတော့မှ Real Madrid ကိုပြောင်းရွှေ့တဲ့အချိန် Euro 94သန်းဒေါ်လာနဲ့ဆိုရင်131သန်းထိပေးခဲ့ရပြီးတော့အဲ့ဒီအချိန်တမိုင်းတစ်လျှောက်ဈေးကြီးဆုံးပေးရတဲ့ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ Ronaldo က Real Madrid ကိုပြောင်းရွှေ့တဲ့အချိန်မှာပရိသတ်8000ကျော်ကကြိုဆိုခဲ့ပြီးတော့ဘလုံးတမိုင်းတစ်လျှောက်မှာအကြီးမားဆုံးကြိုဆိုပွဲလည်းဖြစ်ခဲ့ပါတယ်။ Ronaldo က Real Madrid ကိုရောက်ရှိတဲ့အချိန်အစပိုင်းမှာတော့ကျောင်းနံပါတ်9ကိုရရှိခဲ့ပြီး ။နောက်ပိုင်းမှာတော့ကျောင်းနံပါတ်9ကိုပြန်လည်ရရှိခဲ့ပါတယ်။ရီယယ်မက်ဒရစ်ကိုရောက်ရှိတဲ့အချိန်မှာတိုင်ပတ်အသင်းတစ်ခုဖြစ်တဲ့ဘာစီလိုနာကမက်ဆီနဲ့အတူအောင်မြင်မှုတွေများစွာရရှိလာခဲ့ပါတယ်။ချန်ပီယံလိလာလီဂါ၊ FIFA World Cup ဖြင့်အကောင်းဆုံးကစားသမားဆိုတဲ့ဆုပေါင်းများစွာကိုရီယယ်မက်ဒရစ်အတွက်ယူဆောင်လာခဲ့ပြီးရော်နယ်ဒိုကဘောလုံးလောကရဲ့သမိုင်းဝင်ချန်ပီယံတဦးဖြစ်လာခဲ့ပါတယ်။တကယ်တော့ရော်နယ်ဒိုကဘောလုံးလောကရဲ့ချန်ပီယံတဦးဆိုတာထပ်ပိုးပါတယ်။ရော်နယ်ဒိုပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ talent without working is nothing အရေးချင်းရှိပြီးမစူးစမ်းရင်အလကားပါပဲဆိုတဲ့အတိုင်းသူ့ရဲ့ဘဝကိုသူကိုယ်တိုင်တည်တည်ပြခဲ့ပါတယ်တကယ်တော့ရော်နယ်ဒိုရဲ့ဘဝကိုကြည့်ရင်ကိုကဘယ်လိုမျိုးမွေးဖွားလာရတယ်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကအရေးမကြီးပါဘူးကိုထားရှိတဲ့ရီမန်ချက်အိမ်မက်နဲ့အဲ့ဒီအိမ်မက်ကိုရှောင်းနေတဲ့အလံအထူးသဖြင့်ကိုပြောရင်ပြောတဲ့အတိုင်းလုပ်ဝင်နေဆိုတာကိုတည်တည်ပြလိုက်ပါတကယ်ဆိုရင် ဒေါ်နယ်ဒိုရဲ့ဘဝကလူငယ်တွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးပြယုတ်တစ်ခုပါပဲ။